ပရိပါတိတဝါဒမင်္ဂလာဖြစ်ဖို့ဟေးဆိုတာတပည့်တော်တို့ကအဲ့ဒီကိုနေတဲ့ကိုမွေးဖွားရာအမိနိုင်ငံကြီးဟေးဆိုရင်ဒီနိုင်ငံကြီးမှာကုသိုလ်ရဝင်ဖြစ်အောင်မှန်ပါဗျာကုသိုလ်တွေကောင်းမှုတွေနဲ့စိတ်ကောင်းတွေနဲ့ထွန်းကားတဲ့အယက်တေတာဖြစ်အောင်ကြိုးစားအားထုတ်ရမှာမှန်ပါဗျာပညာရေးဆိုရင်လေခန္ဓာကပြုခဲ့တဲ့ပညာတွေနဲ့ပတ်သက်တဲ့လွတ်လွတ်လပ်လပ်နော်ဒီလိုမျိုးဝေဖန်ခွင့်တွေစဉ်းစားခွင့်တွေတွေးခေါ်ခွင့်တွေဒုက္ခဝင်ရေးတွေဒါတွေအားလုံးရဲ့ဈေးနှုန်းဝေဖန်ခွင့်တွေဖြစ်နေရမှာ ။ဒီနေရာတွေကိုလည်းပဲပညာရဲ့အခွင့်အမ်းနေဖြစ်လာအောင်ဖန်တီးရမှာပေါ့။မှန်ပါဖန်တီးမှာလည်းပဲဒီမင်္ဂလာတရားနဲ့ใกล้မှာ။အဲ့ဒီလိုရဝင်းကိုရောက်သွားတဲ့စီမာမိမိတင်ရမယ့်ကုသိုလ်နဲ့ပတ်သက်တဲ့စိတ်ကောင်းတွေတင်ကြရမယ်။ကိုယ်နိုင်ငံအတွက်เนาะပဝင်းကျင်အတွက်လောကအတွက်အတုံးချနိုင်တဲ့ပညာရည်တွေကိုလေ့လာရှိဖို့ရမယ်။ဥစ္စာရေးဆိုရင်လည်းပဲဒီဥစ္စာတွေနဲ့မိမိတို့ရဲ့ကိုယ်မွေးဖွားရ ဇာတိဟေဆိုတာမိကောင်းတဲ့အရက်ဒေတာမဟုတ်ဘူးလေမှန်ပါဗျာအဲ့ဒီဒေတာကိုကုသိုလ်တွေထွန်းကားတဲ့အရက်ပညာတွေထွန်းကားတဲ့အရက်ဥစ္စာတွေတမန်အာဇီဝနဲ့ရှာဖွေလို့ရတဲ့အရက်ဒေတာဖြစ်အောင်ကြိုးစားအားထုတ်ရပါမိတ်ဆွေများအားလုံးတော်လန်သောနေ့သစ်ပါမင်္ဂလာရှိသောနိုင်ငံဖြစ်အောင်လူတီထောက်ကြမလဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရပါဒီတစ်ပတ်မှာတော့နေထိုင်ရေးမင်္ဂလာသုံးပါးတဲ့ကပရိသူပါဒေတာဝါဒမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြသွားကြမှာပဲဖြစ်ပါတယ် ဲ့တော့မေတ္တညဗုဒ္ဓတက္ကသိုလ်မော်ပြီးဆရာတော်တို့နဲ့အတူပရိဒုဘဒေတာဝါဒရဝန်းဆိုတာဘလို့ရဝန်းမျိုးလဲဆိုတာကိုအခုလိုဆွေးနွေးတင်ပြထားကြတာတွေကိုလေ့လာကြမှာပဲဖြစ်ပါတယ်မတရမလာပါဗျာမမမင်္ဂလာပါဗျာဘုရားတို့မှာလာရှိတဲ့ပြိတ္တဘောဒေတာဝါဒမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဒီလိုဆွေးနွေးကြပါမယ်ဗျာဘုရားတို့မှာတော့ပြိတ္တဘောဒေတာဝါဒသောသဘုရားကတ္တပေါ်ရတာအတ္တတမပဏိတိသာဣဒံမင်္ဂလာမုဒ္ဒမဆိုပြီးတော့ ဒီလိုမရှိခဲ့တာဖြစ်ပါတယ်ဗျာဟိုဒီနေ့မှာပြည်တိဒီဘာဒေတာဘာတာမင်္ဂလာပေါ့နော်ဗျာတကုံထုမြင့်ကရေးခဲ့တာတော့မင်္ဂလာကဗျာမှာကုသိုလ်ပညာဥစ္စာရဖို့သင်ရဒေတာအမြဲနေဆိုပြီးတော့ဒီလိုဖွဲ့ဆိုခဲ့တာဖြစ်ပါတယ်ဗျာဆိုတော့ပြည်တိဒီဘာဒေတာဘာတာဆိုတဲ့အသေးပဲနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဆရာတော်မင်းတို့ညာဆေးမြပေးပါဦးဗျာမမဗျာဒီတော့တို့ဒီပြည်ယူပဒေတာဘာတာမင်္ဂလာပေါ့နော် ရာနဲ့ပတ်သက်ပြီးတော့လည်းပဲပြီးတော့ဒီဆောင်းမလေးပဲတပုတ်ရေးဘူးပါတယ်ပฏิဘာဒေတာဝါဒမင်္ဂလာဟိဆိုတော့ပါလေပေါ့အဲ့တော့ပြောချင်တာရပါလေဆိုမင်္ဂလာတရားကတဘာချင်းစီတိုင်းမှာရာကတောင်းရင်မှုတောင်းခံမှုရှိတယ်တောင်းရင်မှုတောင်းခံမှုရှိမှလည်းပဲတပည့်တော်တို့မင်္ဂလာမြည်တယ်ပေါ့နော်မှန်ပါအခုတပည့်တော်တို့ဒီမင်္ဂလာရဲ့ကြပြာရဲ့အတိတ်ပဲတိုင်းရေးဆိုရင်တပည့်တော်တို့ကအကုသိုလ်ပညာဥစ္စာရဖို့သိညာဒေတာအမြင်နေဟိဆိုတော့ ကိုကအဲ့ဒီနေရာကိုရွှေ့သွားရမယ်ရွှေ့သွားရင်မင်္ဂလာရှိတဲ့ရှိတယ်ဆိုပုံစံဆိုတာဖြစ်နေတာပေါ့နော်တကယ်တမ်းဟိဆိုလို့ရှိရင်ပရိဥပါဒေတဝါဒမင်္ဂလာဖြစ်ဖို့ဟိဆိုတာတပည့်တော်တို့ကအဲ့ဒီကိုနေတဲ့ကိုငွေဖွားရအမိနိုင်ငံကြီးဟိဆိုရင်ဒီနိုင်ငံကြီးမှာကုသိုလ်ရဝင်ဖြစ်အောင်ပါပါကုသိုလ်တွေကောင်းမှုတွေနဲ့စိတ်ကောင်းနေနဲ့ထွန်းကားတဲ့အယက်ဒေတာဖြစ်အောင်ကြိုးစားအားထုတ်ရမှာပါပါ ပညာရေးဆိုရင်လည်းခုနကပြောခဲ့တဲ့ပညာတွေနဲ့ပတ်သက်တဲ့လွတ်လွတ်လပ်လပ်နော်ဒီလိုမျိုးဝေဖန်ခွင့်တွေစဉ်းစားခွင့်တွေတွေးခေါ်ခွင့်တွေလူခွင့်ရေးတွေဒါတွေအားလုံးရဲ့ဈေးနှုန်းဝေဖန်ခွင့်တွေဖြစ်နေရမှာပေါ့နော်အင်းဒီအရာတွေကိုလည်းပဲပညာရဲ့အခွင့်အမ်းတွေဖြစ်လာအောင်ဖန်တီးရမှာပေါ့မှန်ပါဖန်တီးမှာလည်းပဲဒီမင်္ဂလာတရားနဲ့ kait ပါအဲဆိုလို့ချင်းရင်တပည့်တော်တို့ကတစ်ချက်ကြည့်ကြရမှာကအခုတပည့်တော်တို့အနိကဆုံးနဲ့ကြည့်မယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်နဲ့ အဲအောင်ဆန်းဦးကိုပဲကြည့်ကြည့်လိုက်သိရတာပဲမှန်ပါဗျာအောင်ဆန်းဦးရေဆိုလို့ရှိရင်ဒါအမေရိကကြီးလေးဆိုတော့ကုသလိုချင်ရင်လည်းရတာပဲရတာဗျာမှန်ပညာလိုချင်ရင်လည်းရတာဗျာဟုတ်ဥစ္စာလိုချင်ရင်လည်းရတာပဲဟုတ်ဒါမဲ့အောင်ဆန်းဦးဒီမင်္ဂလာရှိလာတယ်ဆိုတော့မင်္ဂလာမရှိဘူးဗျာဟုတ်ဆိုတော့အဲ့ဒီလိုရဲဝင်းကိုရောက်သွားတဲ့စီမာ မိမိတင်ရမယ်ကုသိုလ်နဲ့ပတ်သက်တဲ့စိတ်ကောင်းတွေတင်ကြရမယ်။ကိုယ်နိုင်ငံအတွက်နော်ပတ်ဝန်းကျင်အတွက်လောကအတွက်အတုံးချနိုင်တဲ့ပညာရည်တွေကိုလေ့လာရှိဖို့ရမယ်။ဥစ္စာရေးဆိုရင်လည်းပဲဒီဥစ္စာတွေနဲ့မိမိတို့ရဲ့ကိုယ်မွေးဝါးရဇာတိရေးဆိုတာမိကောင်းတဲ့အရက်တွေဒါမဟုတ်ဘူးလေ။မှန်ပါဗျာ။အဲ့ဒီဒေတာကိုကုသိုလ်တွေထွန်းကားတဲ့အရက်ပညာတွေထွန်းကားတဲ့အရက်ဥစ္စာတွေတမန်အာဇီဝနဲ့ရှာဖွေလို့ရတဲ့အရက်ဒေတာ ဖြစ်အောင်ကြိုးစားအားထုတ်ရမယ်။ မှန်ပါဒါကြောင့်မလို့ဒေါအောင်ဆန်းစုကြည်ကြတော့သူလည်းပဲအင်္ဂလန်မှာဟေ့ဆိုတော့ခုနကပြီးခဲ့တဲ့၃ချက်လိုချင်အကုန်လုံးရတာရတယ်နော်အာအာဆိုတော့သူရတာတဲ့ခုနကပြောခဲ့တဲ့စိတ်ကောင်းနေပညာရက်ဒီနော်သူခုနကပြောခဲ့တဲ့စာရေးတာတွေသူ့အတွက်ခွင့်လန်းနေနော်နိုဘယ်ဆုရတာတော့မှပဲဒီရရတဲ့နော်စုကြီးတွေကိုဒီပြည်လူလူနိုင်ငံသားတွေတဲ့ပညာအခွင့်အလမ်းတွေကျမ်းမာအခွင့်အလမ်းတွေမှာတူလူတန်းပေးထားတာပဲမှန်ပါအဲ့တော့ပြောချင်တာဒေါအောင်ဆန်းစုကြည်ဒီအင်္ဂလန်မှာပညာသင်ခဲ့တယ် နော်ဒီရဲ့အခွင့်အလမ်းတွေကိုကိုယ်နိုင်ငံအတွက်အသုံးချပေးတယ်ကိုယ်နိုင်ငံကြီးဒီဥပဒေမဲ့နိုင်ငံကြီးဖြစ်နေတယ်ဟုတ်နောက်ကနေကပြောခဲ့တဲ့အာဟုတုတွေထွန်းကားတဲ့ရဝန်းကြီးဖြစ်ဖြစ်နေတယ်မှန်ပါနော်ဒါကြောင့်မလို့ဒီရဝန်းကြီးကိုပရိဝတ်တိဒဝါဒနိုင်ငံဖြစ်အောင်ကြိုးစားအထုတ်ခြင်းဖြစ်မှာမင်္ဂလာရှိတဲ့အရက်တွေတာဖြစ်ဖြစ်မှာမှန်ပါဒါတို့ပတ်သက်ပြီးတော့ဒီပြီးတော့ကဆောင်းပါးတစ်ပုဒ်ရေးပြတာကပါလေဆိုတော့ဒီပြေတို့အခန်းတစ်ခန်းဆိုကြပါစို့မှန်ပါ ဒီခန်းကြီးကနံရံလေးဘက်ရှိနေဒီနံရံလေးဘက်မှာတပည့်တော်တို့ကနံရံကအဖြူကောင်းလေးဆေးတွေချဲထားတဲ့ဆိုကြပါဒီနံရံဒီမှာတပည့်တော်တို့ကနော် shopping နဲ့တေးနဲ့မေတ္တာကရုဏာမုဒိတာဥပိ္ခာနော်ပြမစုတရားတွေတစ္ဆာတရားတွေကုသိုလ်တွေပညာတွေစရှိတွေဖြစ်ပေါ်ဗျာဒီလိုတွေပေါ့အကုန်လုံးနိုင်ငံမှာရင်းရင်ထင်းထင်းရှားရှားမြင်ရတယ်အဲဒီလိုအချိန်မှာ မိုင်းနေမိမိုင်းနေအများကြီးထွက်တင်တဲ့မိခွက်ကြီးပြီးတော့မှန်ပါအော်မိခွက်ကြီးမိခွက်ကြီးမှန်မိုင်းနေရအဲ့ဒီနိုင်ရံတွေကိုအကုန်လုံးဖုံးသွားမယ်ဖုံးနိုင်ကိုတက်ကတော့ဆက်လုံးနေမမြင်ရတော့မမြင်ရတော့ပျောက်သွားနော်ပျောက်သွားမယ်ပြီးရင်တပိတော်တို့ကတခါလာပြီးတော့တခါမိုင်းတွေကိုတခါတည်းဖယ်လိုက်မှပြန်ရေးခေါက်ကပြုတ်ခဲ့တဲ့ခါထွန်းလိုက်နော်မိုင်းနေရပြန်တက်သွားလိုက်ရေးဆိုရင်တပိတော်တို့ဒီခန်းဟာသတိဝတိတဝါဒ ခံမဟုတ်တော့မဟုတ်တော့ဘူးအဲ့ဒါဆိုရင်တပည့်တော်ကဘာလုပ်မလဲနော်ဒီမှန်းရဘာလုပ်ထွက်နေလဲဒီဖာမီခွက်ကတော့ဖာမီခွက်ကြီးရထွက်ဖာမီခွက်ကြီးကဘာဖြစ်နေလို့လဲခုနပြောကြတယ်လာပြီးတော့မီထွန်းနေတဲ့လူရှိနေတယ်လူရှိနေတယ်လူရှိနေတယ်ဟောကလာထည့်နေတယ်လူရှိနေတယ်ဟုတ်ပါသူ့ကိုမဖယ်မချင်းဒီပြေတော့မတ်တော့ဒီနိုင်ရန်ကလည်းတန်ရှင်းမှာမဟုတ်တော့ဘူးမိုင်းတိုက်ခိုင်းနေရမှာဟုတ်ပါဒါကြောင့်မလို့ဒီပြေတော့တို့ရဲ့တိုင်းပြည်မှာရေးဆိုရင်ဓမ္မယုံနှင်းမှာရှင်မြတ်ရတရားတွေခေါ်လိုက်တယ် မှန်ပါအာရိဏဒါနဝေရမတိတေကဗရဏဓမာရိယလို့ဟောလိုက်တယ်မှန်ပါဓမာယုံရဲ့အပြင်ဘက်လေးရောက်ကိုဘယ်နဲ့မရှိတော့ရှိတော့မှန်ပါဟုတ်တယ်မလားမှန်ပါအဲ့ဒါလေတချိန်ကကြာတော့တပြည့်တူတိုင်းပြည်ဟာရှင်များတို့တပြည့်တူသိတဲ့အတိုင်းပဲလေ။ဟုတ်ပါ။တပြည့်တူငယ်ငယ်တော့အတော့ဒီဥစ္စာတွေပြောက်တော့မှမဟုတ်တာ။မှန်ပါဗျာ။ဟုတ်ကဲ့။ဒီနေ့ကနေပတ်တဲ့ရင်တပြည့်တူတိုင်းပြည်ဟာစံပြတိုင်းပြည်ဖြစ်နေတာ။စံတယ်လောက်တပြည့်မှန်ပါ။နော်။မှန်။နောက်တရား1962ခုနှစ်အာနာအသိခံရပြီးတဲကောတပြည့်တူတော့ကိုတက်ကပြည့်ပြည့်တယ်။တပြည့်နဲ့ဆုတ်ယုတ်လာတာ။အာ အာနာသိမ့်ပြီးတော့မိုင်းမိခွက်ကြီးထွန်းတဲ့လူဖြစ်လာတယ်။ဒီဝင်းတော့ဒါဒါကုနာပဲမိုင်းမိခွက်တွေထွန်းနေမိုင်းနေတိုက်တယ်နော်အဲ့ဒီကကြတော့ဘာဖြစ်လာလဲပညာရေးတွေကျမ်းမာရေးတွေစီးပွားရေးတွေနော်ဘာသာရေးတွေအတွေးခေါ်တွေအကုန်လုံးပျက်စီးလာဟုတ်ပါဘူးလူကကုနာပြောတယ်ကိုကျင့်တက်ခါတွေမြင်မွားဖို့ဟေးဆိုတာ level တွေရှိတယ်လေဗျမှန်ပါဗျာနော်အရေးအတွေးတွေရှိတယ်လေမှန်ပါဒီအရေးအတွေးတွေကိုမြင့်တင်ဖို့အတွက်ကုနာပြောခဲ့တယ်ပရိယူပါဒေတာဝါဒဟေးဆိုတာအရေးကြီးတာပဲမှန်ပါဒါကြောင့်မလို့ကုနာကတပည့်တော်တို့ကဆိုကြပါစို့ဗျာ အာနာမသိင်ခင်ကစစ်တပ်ဗိုလ်ချုပ်အောင်စံတို့တီထောင်ခဲ့တဲ့စစ်တပ်ဟာဒါဟာတိုင်းသူပြည်သားများရဲ့အတက်အဝင်စီးစဉ်ကိုကာကွယ်စောင့်ရှောက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီစစ်တပ်ကပြည်ဝတ်တေတော်ကရဲဝန်းမယ်နော်မှန်ပါဟုတ်အာနာအသိခံလိုက်ရပြီဒီစစ်တပ်ကသူ့ပင်မအလုပ်သူမလုပ်တော့ဘူးတိုင်းသူပြည်သားများရဲ့အတက်အဝင်စီးစဉ်ကိုကာကွယ်စောင့်ရှောက်ခြင်းမလုပ်တော့ဘဲနဲ့ပြန်တက်ချင်းနေလုံနေပြီနော်ခொနကပြခဲ့တဲ့ နေဝင်းတို့မိသားစုတစ်ခုအတွက်ကပိုက်ဆောင်တက်ဖြစ်သွားပြီဟေ့ဆိုရင်အဲ့ဒီရဝင်းကပြိပတ်တက်ဖြစ်တော့မဖြစ်တော့ဘူးဟုတ်တယ်တမကုသစိတ်ကထွန်းကားတော့တမအာဇီဝတွေမထွန်းကားတော့မိစ္ဆာဇီဝတွေပဲဖြစ်တော့တယ်တော့လေပညာရေးဆိုရင်ဒါရစ်တာမတ်တာချက်ပဲဖြစ်တော့တယ်စဉ်းစားခွင့်တွေမရှိတော့ဓမ္မတွေဓမ္မတွေပြောဆိုခွင့်တွေမရှိတော့မှန်ပါနော်ပညာလည်းမထွန်းကားတော့ဘူးလေဥစ္စာဟေ့ဆိုရင်လည်းပဲတပည့်တော်တို့မြတ်စွာဘုရားအလိုတော်ကြဥစ္စာတမအာဇီဝနဲ့ရှာတဲ့ဥစ္စာဥစ္စာတယ်ဖြစ်တော့ဥစ္စာရေးဆိုတော့ဘုန်းကြီးတွေပြောနေဥစ္စာ အာကုသပညာဥစ္စာတို့ပြောနေတာဘယ်လိုဥစ္စာလဲဟိဆိုတာမခွက်ကြဘူးမခွက်ကြဘူးဟုတ်တယ်မလားမှန်ပါဗျာမိစ္ဆာဇီဝကိုမြတ်စွာဘုရားဟာအလိုမှမရှိတယ်ဘုရားအလိုမှမရှိတာမင်္ဂလာမဖြစ်ဘူးလေမင်္ဂလာမဖြစ်ဘူးဒါကြောင့်မလို့ရှစ်တက်ကနေပြီးတော့ဒီလိုအာနာသိမ့်ပြီးတော့ယူထားတဲ့ဥစ္စာတွေဒီမှန်ပါဘယ်လိုမှပရိယဝဒေတာဝါဒမဟုတ်ဘူးဟုတ်တော့မှန်ပါအဲ့ဒါကြောင့်မလို့အဲ့ဒီရှစ်တက်ကအဲ့ဒီလိုဖြစ်နေပြီးဟိဆိုရင်ရှစ်တက်ထဲမှာခုနပြောခဲ့တဲ့မင်္ဂလာတရားမင်္ဂလာရှိတဲ့ပုံကိုယ်တွေဖြစ်နေရင်ဖြစ်နေမှာဒီလိုအာနာသိမ့်တာမျိုးလက်မခံရဘူးလက်မခံဘူးဗျာ နော်စစ်တပ်ဒီတိုင်းသူပြည်သားများပိုင်တဲ့စစ်တပ်ပဲဖြစ်အောင်ဖြစ်ရမှာမလူတစုပိုင်တဲ့စစ်တပ်မဖြစ်အောင်ဖြစ်ရမှာမှန်ပါဘာလို့ကြောင့်မလို့အဲ့ဒီရဲဝင်းကိုချိန်ရင်းလို့ရပါဟုတ်အခုအဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ခုနကပြခဲ့တဲ့အဲ့ဒီမှာဆက်ပြီးတော့နေကြတယ်လေဆိုရင်ဒါမှန်ယူမှုပဲလေမှန်ယူပါဒါကြောင့်မလို့ယနေ့ CDM လုတ်ကြတယ်လေဆိုတာအဲ့ဒါပဲဟုတ်နော် CDM ကြီးဆိုတာတခြားမဟုတ်ဘူးလေခုနကပြောတဲ့လူမိုက်တွေလူဆိုးတွေလူပါလာတွေရဲ့အမိန်တော့ငါတို့မနာခံဘူးငါတို့ဒါကိုစိုက်ချင်မယ်ငါတို့မပေါင်းဘူးဆိုတာလုပ်တာပဲမှန်ပါဒါကြောင့်မလို့အဲ့ဒီရဲဝင်းကို မနေဘူးခေဆိုတာအဲ့ဒီလိုနေရာမျိုးတွေကိုစွန့်ခွာရမယ်မှန်ပါတန်ဖိုးရှိတဲ့အရက်ဒေတာတစ်ခုဖြစ်အောင်လုံးဝစပြီးတော့ဆောင်ရွက်ရမယ်မှန်ပါဒါကြောင့်မလို့ခုနကပြခဲ့တဲ့နိုင်ငံလေးဘက်မှာခုနကပြတဲ့စာတွေထွန်းကားဖို့ခေဆိုရင်မိုင်းတိုက်နေတာတွေကိုဖယ်ရှားပြရမယ်ပန်းရှင်းနဲ့ဝင်ကျင်ဖြစ်အောင်လုပ်ရမယ်လုံးပါအဲ့တော့ဒီပြည်တော်တို့နှလုံးသားတွေကပြင်စင်းသားကြည့်လေချင်းမျိုးတို့ဒီပြည်တော်တို့ငငယ်တုန်းကခေဆိုတာဒီနှလုံးသားတွေကအဖြူတွေဝင်လာတယ်ရတယ်ပီ7တောက်ရည်တန်းလိုပဲဘာမှမရောခင်မှာတန့်ရှင်းနေတယ်ရှင်းနေမှာနော် အနေမုံတွေထည့်လိုက်ရင်တပည့်တော့တောက်လို့မရတော့ဘူး။အစိတ်တစ်စက်ထည့်လိုက်ရင်စိတ်ကြီးဖြစ်သွားတယ်။မတန်ရှင်းတော့။မတန်ရှင်းတော့။ဒါကြောင့်မလို့တန်ရှင်းတဲ့နှလုံးသားဟာမိုင်းနေအုပ်ခံရရင်အစိတ်ကြီးခက်ခံရရင်ခေါင်းကပြိုခဲ့တဲ့စိတ်ကောင်းတွေအကုန်လုံးပျောက်သွားမှာ။ပျောက်သွား။အဲ့ဒီစိတ်မကောင်းတဲ့လူတွေထွန်းကားလာရင်အဲ့ဒီရဝင်းဟာပရိဒုဝတိတော်ဝါဒတော်ဝါဒဖြစ်တော့။ဟုတ်ပါဘူး။ဒါကြောင့်မလို့ဗုဒ္ဓဟာပရိဝတိတော်ဝါဒဟိဆိုတာရှေ့ကမင်္ဂလာတွေနဲ့လေအလုံးချိတ်ဆက်ပြီးကြည့်ရတယ်။မှန်ပါ။တခုတည်းတော့ကြည့်ရတာမဟုတ်ဘူး။မှန်ပါ။ဒါကြောင့်ဗုဒ္ဓအလိုလိုကြ ပရိယဝဒေတာဝါဒဖြစ်ဖို့ရေးဆိုရင်ရှေ့ရဆိုလာခဲ့တဲ့အတ္တိယနာဇဗလနံပန္တိတံဒိသဒေဝနာဥဇာဇဥဇာတိယနံရေးဆိုတဲ့ဒီဥစ္စာတွေထွန်းကားရမယ်မှန်ပါနော်ခုနပြောခဲ့တဲ့လူမိုက်တွေစိတ်တုံးသွားရမယ်မိုက်တွေတပိပိနေ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 ပြီးတော့ပျောက်လာမယ်နော်တိုင်းပြည်အတွက်အကျိုးရှိအောင်အမှန်တရားတွေဖြစ်အောင်ဒီကိုစဉ်းစားမှုတွေဖြစ်အောင်နော်ခုနပြောတဲ့တရားဥပဒေစိုးမိုးအောင်လုပ်နိုင်တဲ့ပညာရှိတွေထွန်းကားထွန်းကားတဲ့အရက်တွေဒါဖြစ်လာမယ်အဲ့ဒါမှဒီဗီဒီယိုတို့ခုနပြောခဲ့တဲ့ပရိယူပါဒေတာဝါဒရေးဆိုတဲ့ ်မင်္ဂလာရှိတဲ့ယုံကြည်ဖြစ်လာမှာဖြစ်ဗုဒ္ဓအလိုလိုကြပရိဝါဒေတာဝါဒကအဲ့ဒါဖြစ်မှန်ပါပရိဒုဘဒေတာဝါဒမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြခဲ့ကြတဲ့ဆွေးနွေးချက်အပိုင်းတစ်ကိုလေ့လာခဲ့ကြရတာပဲဖြစ်ပါတယ်ပြည်သူနားထောင်နေကြတဲ့အလုံးသောတော်လမီးဘပြည်သူများအနေနဲ့ကိုပိုင်အတွေ့အခေါ်ကိုပိုင်ခံစားချက်တွေနဲ့အတူမှန်ကန်သောဓမ္မလမ်းကိုကျော်လွှားနိုင်ကြပါစေကြောင်းကြော်ကြရင်နဲ့ ဒီပြန်လည်တင်ပြချက်ကိုနေကုန်ကပအဆုံးသတ်အပ်ပါတယ်။နောက်တစ်ပတ်မှာလည်းပဲစွန့်လွတ်ချက်အပိုင်းနှစ်ကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ကြည့်နိုင်တဲ့ဆိုတဲ့အကြောင်းကိုရင်ကောင်းပါအပ်ပါတယ်။အားလုံးပြည်သူများစွာသိရှိပါတယ်။